င်္ဂလာပါရှင်ရန်ကုန်ခရစ်တရဲ့မလက်ခရစ်တရင်တွေကို တင်ဆက်ပေးပါမယ်ရှင်လာရှုံးလေကြောင်တိုက်ခိုက်မှုတွေမှာတက်တရင်ပေးတွေပေးပို့တဲ့တရင်ချက်လက်တွေကိုအသုံးပြုကစစ်ကောင်စီကတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်ဟာခါမြို့မှာစစ်ကောင်စီတပ်သားတွေတကောင်စင်းကောက်ဝင်နေချိန်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့တရင်ပါဝင်နောက်ဆုံးရတဲ့တရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MND ကတင်ပိုက်ထားတဲ့လာရှိုးမျိုးကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလွတ်ဆောင်ခဲ့ရမှာလာရှိုးမျိုးအတွင်းကတပ်တရင်ပေးတွေပေးပို့တဲ့တရင်ချက်လက်တွေကိုအသုံးပြုကတိုက်ခိုက်မှုတွေကိုလွတ်ဆောင်ခဲ့တာဖြစ်တယ်လို့စစ်တပ်တရင်မြစ်ကပြောပြပါဗါရယ်အဲ့ဒီတပ်တရင်ပေးတွေကလာရှိုးမျိုးထဲမှာရှိနေတာဖြစ်ပြီးတရင်ပေးပြောတဲ့နေရာကိုစစ်ကောင်စီတပ်ကသူတို့မှာရှိတဲ့မြေပုံမြို့ကွက်တိုက်ကြီးကပြစ်မှတ်ကိုရွေးချယ်တိုက်ခိုက်တာဖြစ်တယ်လို့လည်းတပ်တွင်းတရင်မြစ်ကရှင်းပြပါဗါရယ် ရေကြောင်းတက်ခတ်မှုတွေအလုံးမဟုတ်ရင်တောင်အတော်များများကတည်င်းပေးတဲ့အချက်လက်ပေါ်မှာအခြေခံခဲ့ရလို့လဲဆိုရပါတယ်။ဂျပန်စစ်ကောင်စီကလာရှိုးမြို့ကိုဩဂတ်စ်လနှောင်းပိုင်းကနေလက်ရှိအချိန်ထိရေကြောင်းတက်ခတ်မှု၁၀ကြိမ်လွတ်ဆောင်ခဲ့မှာအရက်သား၃ဦးဟာတည်ဆုံးခဲ့ရပြီး55ဦးဟာဒဏ်ရာရှိခဲ့တယ်လို့ပျက်စီးဆုံးရှုံးခဲ့တဲ့နေအိမ်နဲ့အဆောက်အအုံများစွာလည်းရှိနေပါတယ်။ဒါအပြင်လာရှိုးမြို့ပေါ်မှာမိုင်းတဲဆက်သွယ်ရေးဖုန်းလိုင်းကွန်ရက်တွေပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာအဲ့ဒီဖုန်းဆက်သွယ်ရေးကွန်ရက်တွေကနေလည်း သတင်းထောက်လန်းမှုတွေလွတ်ဆောင်ခဲ့လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီ Mindel ဆက်သွယ်ရေးဖုန်းလိုင်းတွေအလုံးဟာအသုံးပြုနေသူရဲ့တီနီယာနဲ့ပြောဆိုဆက်သွယ်မှုတွေအလုံးကိုထိန်းချုပ်ရေးစင်တာကနေထောက်လန်းနိုင်တာဖြစ်ပြီးကြားဖြတ်နားထောင်နိုင်တယ်လို့လည်းတက်တင်းသတင်းရင်းမြစ်က ရှင်းပြပါဗါတယ်ရှင်။ ပဲဂိုးတိုင်းတိုင်းတဲ့ဘုတ်ကိုတင်ဆက်ပေးကြပါရစေ။ပဲဂိုးတိုင်းဒေသကြီးလက်ပဒန်းမြို့နယ်ငှက်တိုက်ကျွတ်ကကြောင်းထိုင်ဆရာတော်နဲ့ပြည်သူတွေကိုအကြမ်းဖက်စစ်သားတွေကဖမ်းဆီးသွားတဲ့ပြင်ပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူသွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရစေ။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်ကရွာတွေကိုဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီးရွာဦးကြောင်းကြောင်းထိုင်ဆရာတော်အရှင်အက်ကစားတာဦးကျင်လွင်ဒေါ်တနေဦးဒေါ်ညိုရှင်ဒေါ်ထွေစင်ဤတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတာလည်းဖြစ်ပါရစေ။ဖမ်းဆီးထားသူတွေကိုလက်ပဒန်း ်မြို့နယ်ရဲစခန်းအချုပ်ခန်းထဲမှာထည့်ထားတာဖြစ်ပြီးလက်ရှိအချိန်ထိပြန်လည်လွှတ်ပေးတာမျိုးမရှိဘဲလူတအူးကိုငွေကျပ်3500နဲ့ရွေးယူမှပြန်လည်လွှတ်ပေးမယ်လို့လည်းစစ်တပ်ကပြောဆိုနေကြောင်းဒေသနေပြည်သူတွေကပြောပြပါဗျ။စစ်တပ်ကကြေးရွာကိုဝန်ရောက်စီးနင်းရမှာ PDF ကို ထောက်ခံတယ်လို့ဆိုပြီးဆွဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့ကြေးရွာကိုလည်းအကြက်ပဲစစ်တပ်ကပိတ်ဆို့ထားတာကကြေးရွာချင်းဆက်သက်ထားတဲ့လမ်းတွေကိုလည်းလုံးဝဖျက်ဆီးသွားလာခွင့်မပြုတော့ဘူးလို့လည်းဒေသနေပြည်သူတွေကပြောပြပါဗျ။ ီတစ်ခါမှာတော့တနင်္လာရီတန်းဒဝယ်မြို့နယ်မှာအင်စီကားနဲ့လိုက်ပါလာတဲ့အကြမ်းဖက်တပ်သားတွေကိုပြစ်ခတ်တိုက်ခတ်ရမှာစစ်တပ်က၃ဟာတေသွားကြတယ်လို့ဒဝယ်မြို့သားလွတ်မြောက်ရေးတပ်တော်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။စက်တင်ဘာလ26ရက်မွန်လွယ်တနင်္လာဝန်းကျင်လောက်ကဒဝယ်မြို့နယ်မောင်မဲရှောင်ရွာကနေဇဟာရွာကိုကားနဲ့လာတယ်။အကြမ်းဖက်တပ်သား9ဦးကိုတော်လင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီလိုတိုက်ခတ်မှုကြောင့်ကားမှန်တွေဟာကျေမွသွားပြီးရက်တက်မှုမရှိဘဲမောင်းပြေးသွားတယ်လို့လည်းသိရှိရ ရပါတယ်။အဲ့ဒီတက်ခတ်မှုအတွင်းအကြမ်းဖက်တပ်သား3ဦးဟာသေသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိတယ်လို့သိရှိရပါတယ်။အဲ့ဒီတက်ခတ်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF ဘီလုံးပျောက်ကြားတပ်ဖွဲ့စစ်တပ်နဲ့ Eastern Defense Force ETF တို့ပူးပေါင်းတက်ခတ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမတရားမြို့နယ်30ပေကျေးရွာတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေမှားယွင်းပစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား9ဦးဆဲဦးထည်မင်းဟာသေသွားခဲ့တယ်လို့ Generation Z Power GZB မန္တလေးပြည်သူ့ကာကွယ်မြို့ပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတဦးကပြောပြပါရစေ။သတင်းပါလာ21ရက်နေ့မနေ့၄နိုင်ခွဲလောက်ကတော်လဲအင်အားစုတွေကအထိုင်ချထားတဲ့မတရားမြို့နယ် 30ပေကြီးရွာကိုမန္တလေးဘက်ကအင်အား400လောက်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတယ်။အကြမ်းဖက်တပ်သားတွေနဲ့တော်လန်တပ်ဖွဲ့တွေကြားမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီအပြန်အလှန်ပစ်ခတ်တိုက်ပွဲတွင်အထိနာတဲ့အကြမ်းဖက်စစ်တပ်ကမနေ့၈နိုင်ဝန်းကျင်ကနေစတင်ကလက်လက်ကြီးနဲ့လေကြောင်းပစ်ကူတောက်ခံခဲ့တာလည်းဖြစ်ပါတယ်။လေကြောင်းပစ်ကူရောက်ရှိလာပြီးနှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမှလည်းတီနီယာမှောက်ရမှုကြောင့်မြေပြင်ကအကြမ်းဖက်စစ်သားတွေထိမှန်တေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ စကိုင်းတရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်စကိုင်းတန်ရေဦးမြို့မှာရဲစခန်းကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား၄ဦးဟာတေသွားပြီးရဲလိုင်းကန်မီးလောင်ပျက်စီးခဲ့လို့ရှီဝိုကန်အမှတ်၁၄တရင်ရေဦး PDF ကပြောပါရယ်အော်တိုဝါလာ၂ရက်နေ့ကရေဦးမြို့မှာရဲစခန်းအတွင်ကိုရှီဝိုကန်အမှတ်၁၄တရင်ရေဦး PDF က Facewind drone တွေနဲ့ဘုံသီး၆လုံးကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီလိုတက်ခတ်မှုအတွင်မှာရဲစခန်းအတွင်တည်င်းပေးတန်းနိုင်နေတဲ့လိုင်းကန်ပေါ်ကိုဘုံသီးတွေကျ ရောက်ပောက်ကွဲသွားခဲ့ပြီးအကြမ်းဖက်တပ်သား၄ဦးဟာပွဲချင်းပြီးတည်သွားက၆ဦးဟာအပြင်းထန်ဒဏ်ရာရှိခဲ့ကလိုင်းကန်းလဲမီးလောင်ပျက်စီးခဲ့ရလို့သိရှိရပါဗျ။အဲ့ဒီတခိုက်မှုအပြင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကလက်လက်ကြီးလက်လက်ငယ်နဲ့ရန်တပ်ပစ်ခတ်ခဲ့ပြီးမှလည်းပြည်သူ့ကာကွယ်ရဲဘော်တွေဘက်ကအထိခိုက်မှရှိစုခွာနိုင်ခဲ့လို့လည်းသိရပါဗျရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ချင်းပြည်နယ်ဟာခါမြို့မှာအကြမ်းဖက်တပ်သားတွေတကောင်စင်းကပ်ယူနေချိန်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့လို့ဒေသတွင်းသတင်းမြစ်တွေကပြပြပါရယ်အော်တိုဘာလာတည့်ရက်နေ့မနေ့ပိုင်းအချိန်မှာဟာခါမြို့ရဲစခန်းဒီတကောင်စင်းကပ်ယူနေသူတွေအတွက်လုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေကို CDF ဟာခါကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲလိုဝင်ရောက်တိုက်ခိုက်မှုကြောင့်အပြည့်အလန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ထိခိုက်မှုအခြေအနေကိုတော့အတိမပြည့်နိုင် ်သေးဘူးလို့လည်းသိရှိရပါတယ်။အော်တိုဝါလာ၁ရက်နေမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးမှလည်းစစ်ကောင်စီကအော်တိုဝါလာ၂ရက်နေမှာလည်းသံကောင်စင်းကိုဆက်လက်ကောက်ခံခဲ့လို့သိရှိရပါတယ်။အကြပ်ဘက်စစ်ကောင်စီရဲ့သံကောင်စင်းကောက်ယူရာမှာ အပေးကူညီသူနန်းစီဒီယန်ဝန်ထမ်းတွေကိုစစ်ကောင်စီလို့သဘောထားပြီးပြစ်ခတ်ရှင်းလင်းသွားမယ်လို့လည်း CDF ဟာကကစက်တင်ဘာလ23ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်ဟာခါမြို့အပြင်ဖလန်းမြို့မှာလည်းအော်တိုဘားလ၁ရက်နေ့မှာစစ်ကောင်စီကလုံခြုံရေးအပြည့်နယ်တကောင်စင်းကိုစတင်ကောက်ယူခဲ့လို့လည်းသိရှိရပါတယ်။ချင်းပြည်နယ်မြို့နယ်ကိုးမြို့နယ်အထက်ကဖလန်းနယ်ဟာခါမြို့ပေါ်ရက်ွက်အချို့သာစစ်ကောင်စီကတကောင်စင်းကောက်ယူနိုင်ခဲ့ပြီးကျယ်မြို့နယ်တွေကိုတော့တကောင်စင်းကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ